British Anime မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင် British Dot Dot Recording ဆက်ပြီးမဲ့တရင်ချောင်းတွေကတော့ Academy Minimiji တက်တက်မှုဦးရဲ့သမီးစစ်လုံးဝတီထရဲ့ဆက်မကောင်းစရာတရင်တွေပဲဖြစ်ပါတယ် မင်္ဂလာပါပရိသတ်ကြီးထက်ထမှုဦးကအင်ထာတွေကြားခဲ့ပြီးမင်းသူ့ကိုတန်ဖိုးထားချစ်တဲ့သူတွေနဲ့မဆုံစည်းခဲ့ရပါဘူး။နောက်ဆုံးသူမကိုယ်တိုင်မွေးထားတဲ့တမီလေးစစ်လုံးကိုဒီထက်နဲ့တောင်ခွဲနေရတာဖြစ်ပါရဲ့။ထက်ထမှုဦးရဲ့ခင်မဟောင်းစာနှုန်းနဲ့အတူအင်ထောင်ကြကတမီလေးစစ်လုံးကိုဒီထက်ကိုခက်ခက်ခဲခဲမွေးဖွားခဲ့ရပြီးမင်းလည်းတမီလေးနဲ့အတူတူနေဖို့ကံစားတာမပါလာခဲ့တာဖြစ်ပါရဲ့။အားလုံးတိချပြီးတဲ့အတိုင်းစိုင်းလုံးဟာနောက်ထပ်အင်ထောင်ပြလိုက်တဲ့အချိန်မှာတမီလေးစစ်လုံးကဒီထက်ဟာလည်း ဖခင်နဲ့အတူတူနေထိုင်တာဖြစ်ပါတယ်။ဒီအတွက်ကြောင့်မေမေထထမှုဦးကတော့တမီလေးစစ်လုံးဝတီထက်ကိုချစ်နွမ်းပေမဲ့အတူတူမနေရတာဖြစ်ပါတယ်။တခါတလေမွေးတိတ်တွေအညွပညာအလုပ်တွေရှိရင်သားအမင်းရောက်ဆုပ်ဖြစ်ပေမဲ့အမြဲအတူတူရှိနေရတဲ့အချိန်ကရှားတာဖြစ်ပါတယ်။အခုတော့စစ်လုံးဝတီထက်ချစ်စရာကောင်းလို့လေသူမလေးကိုပရိတ်သတ်တွေကိုရရှိမှာချပြလာတာဖြစ်ပါတယ်အထူးသဖြင့်အထီးကျန်နေတဲ့အထက်ထမိုးဟာတမီလေး သူမလေးကိုပို့ပြီးအားကိုးနေရတဲ့ပုံရိပ်လေးတွေကြောင့်ဗြိတိတကသနာကျူနာတက်နေကြတာဖြစ်ပါတယ်။ချက်ချက်မဦးဟာအနုပညာလောကမှာအောင်မြင်ကပြည့်စုံတဲ့ထက်တမင်းတမီတယောက်ဖြစ်တယ်လို့ချမ်းသာကြွားခဲ့ပေမဲ့မိသားစုကန့်ခဲတဲ့သူလို့ဆိုရမှာဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းဗြိတိတွေကချက်ချက်မဦးကိုတနာကြတာဖြစ်ပါတယ်။ဗြိတိတွေကတော့ကြောင်ညာခေမာရောရုပ်ရှင်စကားခေတွေနဲ့ပါဗြိတိတွေအသင်းနှလုံးကိုတိမ့်ပိုက်ထားတဲ့မင်းတမီကြီးတယောက်အထူးကျက်နေရတာကိုတနာနေကြတာဖြစ်ပါတယ်။ချက်ချက်မဦးဟာအခုချိန်မှာ ာစိန်ဆိုင်ရွှေဆိုင်လိုက်စေဝင်ဝေးတဲ့ကြည်ကြည်တဲ့ချမ်းသာကြွားနေတဲ့သူဖြစ်ပါတယ် ဒါကြောင့်လည်းခန်းထားတဲ့အင်ဂျီတွေဈေးခန်းကားတွေနဲ့လူတိုင်းတာရနိုင်တဲ့အထိပြည့်စုံနေတာဖြစ်ပါရဲ့ဒါပေမဲ့သူမရဲ့အနာမှာမရှိတာကတော့နေမကောင်းတဲ့အခါမှာပြည့်စုပေးမဲ့သူဖေးမပေးမဲ့သူမေတ္တာပေးမဲ့သူတွေပဲဖြစ်ပါရဲ့အခုတော့မင်းမင်းကြီးတထမိုးကသူမအတွက်တမီးလေးစင်လုံးဝတီချက်အနာမှာမရှိပေးမဲ့တမီးလေးလိုချစ်ပေးနိုင်တဲ့သူမလေးကိုပရိတ်တက်ကိုချပြလာတာဖြစ်ပါရဲ့တထမိုးရဲ့သူမလေးဟာတထမိုးဦးတဲ့ရုပ်ချင်းစင်နာကိုလည်းတွေ့ရပါရဲ့ဒါပြင်စင်လုံးဝတီချက်နဲ့လည်း အသက်အရွယ်မသိမရင်းပဲဖြစ်ပါရယ်ဒါကြောင့်ပရိတ်သတ်ရဲ့အချက်တော်မီနီမီကြီးချက်ချက်မို့ဦးတယောက်တမီးလေးကိုတူမလေးကိုပဲတမီးလေးအစားအချက်တွေပို့နေရတာဖြစ်ပါရယ် အခုဆိုရင်တော့မကြခင်မှာကျင်းပတော့မယ်။ဒီမလေးရဲ့အမွေးနစ်ကိုချက်ချက်မူဟာခန်းနာဆိုတာကျင်းပမှာဖြစ်ကောင်းအလူတန်းတွေပြေလုတော့မယ်လို့လည်းပြောပြလာတာဖြစ်ပါရယ်။ချက်ချက်မူရဲ့ဒီမလေးဟာစလုံးဝတီထက်လေးတောင်ပိုပြီးချစ်စရာကောင်းကအကျော်ဖြစ်သူကိုလည်းជីကြီးဆိုပြီးချစ်စနုနဲ့ခေါ်ကားချစ်ပေးနေတာဖြစ်ပါရယ်။ဒီလိုဒီမလေးရဲ့ချစ်စရာကောင်းတဲ့အမွေးရလေးတွေဟာတကူတဲ့အထီးချက်နေတဲ့ချက်ချက်မူအတွက်တော့အမောပြေကချစ်ချင်းမြတ်တာကိုခံစားစေတဲ့အချက်ပဲဖြစ်ပါရယ်။ဒါကြောင့်လည်းအင်တာနက်ပေါ်မှာတော့ချက်ချက်မူတို့ တဝရီနေရောင်ချစ်စရာပုံရိပ်လေးတွေကိုပရိသတ်တွေကကြီးညူစွာမြင်နေရတာဖြစ်ပါရယ်အဓိကအပြင်အသက်ရွယ်ကြီးရင်လာတဲ့အချိန်အချိန်လေးတစ်ခုကြောင့်တမီလေးနဲ့အတူတူမနေရပဲမြေတန်ငတ်နေတယ်တတမူအတွက်တော်သူမလေးကတကယ်ကိုချစ်မွားလေးဖြစ်နေခဲ့ရတဲ့ဖြစ်ပါရယ်။ဒါကြောင့်လည်းပဲပရိသတ်တွေကအကြည့်နူးနေရတာဖြစ်ပါရယ်။တချို့တော့သူတွေကဆိုရင်သူမလေးအနေနဲ့ជីကြီးတတမူကိုအမေရင်းလို့ယူဆိုင်ဖို့ပြောဆိုနေကြဖြစ်ပါရယ်။ ထက်ထက်မဟုတ်ဆိုရင်တော့ဒီမလေးကိုချစ်လွန်းလို့လိုလေးသေးမရှိထားသလိုအမွေတွေကိုလည်းခွဲပေးဥမှလို့သိရပါဗျ။တချို့ပရိသတ်တွေကတော့ဒီဒီမလေးဟာချစ်စရာကောင်းလို့မကြခင်မှာထက်ထက်မဟုတ်ဘူးလို့အနုပညာလောကချက်ကိုဝေလာနိုင်တယ်လို့ဆိုနေကြဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိတ်ကြီးတွေပရိတ်ကြီးတွေနေနေရောတမီလေးဟနာမှမရှိပေမဲ့ချစ်စရာကောင်းတဲ့တမလေးကိုအချစ်ပူနေတဲ့ချက်ချင်းမှုနဲ့ပတ်သက်ပြီးဘလို့များမြင်ခဲ့ကြပါသလဲရှင်